င်္ဂလာပါရှင်ရခုံခေတ်ရဲ့မနက်ခေတ်တဲ့နေ့ကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာစစ်တပ်ရဲ့ရွေးကောက်ပွဲကြောင့်ပုံမကြီးမားတဲ့မတည်ငြိမ်မှုတွေဖြစ်ပေါ်လာနိုင်တယ်လို့ဩစတြေးလျအစိုးရလက်ထောက်ဝန်ကြီးကအာဆီယံအစည်းအဝေးမှာတတိပေးပါတယ်ထိုင်းမြန်မာနယ်စပ်မြန်မာဘက်အချမ်းကအွန်လိုင်းကြားဖြန်ငွေလင်းစင်တာတွေက Starlink ဆက်တွေကိုအင်တာနက်ဝန်ဆောင်မှုဖြတ်တောက်လိုက်ပြီးလို့ SpaceX ကတရားဝင်ထုတ်ပြောတဲ့သတင်းပါဝင် ရန်ကုန်ခေတ်ရဲ့မနက်ခေတ်တရနေ့ကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့မြန်မာနိုင်ငံမှာစစ်တပ်ကရွေးကောက်ပွဲကျင်းပမှုကြောင့်ပုံမှုကြီးမားတဲ့မတည်ငြိမ်မှုတွေဖြစ်ပေါ်လာနိုင်တယ်လို့ဩစတြေးလျအစိုးရလက်ထောက်ဝန်ကြီး George Wilson ကအာဆီယံအစည်းအဝေးမှာတတိပေးလိုက်ပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ18ရက်နေ့ကမလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာကျင်းပတဲ့အာဆီယံအရှိတ်အာရှစွမ်းအင်ဝန်ကြီးတွေအစည်းအဝေးမှာအော်စတြေးလျအစိုးရလက်ထောက်ဝန်ကြီးကအခုလိုတတိပေးပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။အဲဒီ George Wilson ဟာအော်စတြေးလျအစိုးရရာသီဥတုပြောင်းလဲမှုစွမ်းအင်နဲ့အရေးပေါ်စီမံခန့်ခွဲမှုဆိုင်ရာလက်ထောက်ဝန်ကြီးလည်းဖြစ်ပါတယ်။ဒါအပြင်မြန်မာနိုင်ငံမှာအကြမ်းဖက်မှုတွေချက်ချင်းရစရဲမတရားဖမ်းဆီးခံထားရသူတွေအားလုံးကို ပြန်လည်လွှတ်ပေးရ လူသားချင်းစာနာမှုအကူအညီတွေဘေးကင်းလုံခြုံစွာနဲ့အတားအဆီးမရှိရရှိစေရေးစစ်မှန်တဲ့အားလုံးပါဝင်တဲ့နိုင်ငံရေးဆွေးနွေးပွဲတွေပြုလုပ်ရေးအတွက်အော်စတြေးလျနိုင်ငံကထပ်လောင်းတောင်းဆိုလိုက်ပါတယ်။အဲ့ဒီအခြေအနေတွေမပြည့်စုံဘဲရွေးကောက်ပွဲတွေကျင်းပတာဟာပုံမိုကြီးမားတဲ့မတည်ငြိမ်မှုကိုဖြစ်ပေါ်စေနိုင်တယ်လို့လည်းအော်စတြေးလျအစိုးရလက်ထောက်ဝန်ကြီး George Wilson ကတတိပေးလိုက်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ဩစတြေးလျနိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးကတော့ဩစတြေးလျအစိုးရလက်ထောက်ဝန်ကြီး George Wilson ရဲ့ပြောကြားချက်မှာမြန်မာပြည်သူတွေအတွက်အလွန်အဓိပ္ပာယ်ရှိပြီးလက်ရှိဖြစ်ပွားနေတဲ့မြန်မာစစ်တပ်ရဲ့ဖိနှိပ်ချုပ်ချယ်မှုနဲ့အစုလိုက်အပြုံလိုက်ဖန်စီထိန်သိမ်းမှုတွေရဲ့အခြေအနေမှန်တွေကိုအတိအမှတ်ပြုတာဖြစ်တယ်လို့လည်းပြောပါရယ်။ဒါအပြင်အသက်ကယ်လူသားချင်းစာနာမှုအကူအညီတွေရရှိရေးကိုထောက်ခံအားပေးတာ အာဆီယံရဲ့ဘုံသဘောညီချက်၅ချက်ကိုလက်တွေ့ကြကြအားဖြည့်ပေးတာ ਨੇ အာနာယူရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကိုနိုင်ငံတကာကတရားဝင်ဖြစ်အတိမတ်ပြုတာတွေကနေတားဆီးရမှာအကူအညီဖြစ်စေတယ်ဆိုတာဖော်ပြနေရလို့လည်းသတင်းထုတ်ပြန်ထားပါတယ်ရှင်ဆက်လက်ပြီးတော့ မြန်မာအကြံဖက်ဆီယုစုရဲ့အတူရောင်ရွေးကောက်ပွဲကိုအာဆီယံကပြပြတာတာပယ်ချဖို့ဖိလစ်ပိုင်တရားရေးဝန်ကြီးဟောင်းကပူးတွဲကြညာချက်တစ်ခုမှာပါဝင်တောင်းဆိုတိုက်တွန်းလိုက်ပါတယ်ဖိလစ်ပိုင်တရားရေးဝန်ကြီးဟောင်းကမလေးရှားနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဟောင်းနဲ့လက်ရှိမလေးရှားအောက်လွှတ်တော်အမတ်တို့နဲ့ ထိုင်းနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဟောင်းမြန်မာနိုင်ငံဆိုင်ရာအထူးကြံပေးကောင်စီကကုလသမဂ္ဂကိုယ်စားလှယ်ဟောင်း၃ဦးတို့နဲ့တူအာဆီယံကိုမြန်မာရေးအတွက်အရေးယူဆွမ်းဖို့အတွက်တောင်းဆိုတဲ့ပူးတွဲကြညာချက်မှာ လက်မှတ်ရေးထိုးကပေါဝင်လာတာလည်းဖြစ်ပါတယ်။အာဆီယံကမြန်မာနိုင်ငံရဲ့အကြက်တဲကိုဖြည့်ရှင်းဖို့အတွက်လင်းနစ်ကြော်ကြာပြက်ကွက်ပြီးရတဲ့နောက်မှာမြမရေးအရေးယူဆွမ်းဖို့အတွက်စူပေါင်းတောင်းဆိုကြတာလည်းဖြစ်ပါတယ်။ဖိလစ်ပိုင်နိုင်ငံရဲ့အထက်လွှတ်တော်အမတ်ဟောင်းနဲ့လက်ရှိအောက်လွှတ်တော်အမတ်အိုးလည်းဖြစ်သူဒီလင်မာကဖိလစ်ပိုင်နိုင်ငံရဲ့အလေးစားရဆုံးသောလူခွေလှုပ်ရှားသူတို့ဖြစ်ပြီးမြမပြည်သူတွေကို ထောက်ခံတဲ့ထင်ရှားတဲ့ဒေတာတွင်ထုတ်ပေါ်မှုပြုသူလည်းဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံကမလေးရှားနိုင်ငံစီကနေအာဆီယံဥက္ကဋ္ဌတာဝန်ကိုအခုနှစ်ကုန်မှလွှဲပြောင်းယူဖို့အတွက်ပြင်ဆင်နေချိန်မှာသူကအခုလိုပူတွဲကြညာချက်မှာပါဝင်လာတာဖြစ်ပြီးအဲ့ဒီပါဝင်မှုဟာလည်းအလွန်အရေးကြီးတဲ့အချိန်အခါမှာထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။ဒါအပြင်မလေးရှားနိုင်ငံသားရဲ့ဝန်ကြီးဟောင်းကလည်းအာဆီယံအနေနဲ့မြန်မာပြည်သူတွေနဲ့တူရက်တည်ရန်ပြင်းပြင်းထန်ထန်တိုက်တွန်းနေတယ်လို့လည်းပြောပါတယ်။ဒါအပြင်ဆီအိုစုဟာရွေးကောက်ပွဲမတိုင်မီ ခုခံတော်လှန်ရေးတပ်ဖွဲ့တွေစီမှရှုံ့နှိမ်ခဲ့တဲ့နေမျိုးတွေကိုပြန်လည်သိမ်းပိုက်ရန်စ조사နေစဉ်တွင်ကလေးသူငယ်တွေအပါအဝင်အရက်သားတွေကိုပြစ်မှတ်ထားတပ်ဖြတ်မှုတွေပုံမလုံဆောင်လာနေရလို့လည်းအဲ့ဒီကြညာချက်မှာထောက်ပြထားပါတယ်။ဒါအပြင်စေအုပ်စုရဲ့အတူရောင်ရွေးကောက်ပွဲအစီအစဉ်ဟာအနိုင်ဆုံးစံနှုန်းတွေနဲ့ တခုမှမပြည့်မီဘူးလို့လည်းထောက်ပြထားပါတယ်။အကြံဖက်မြန်မာစစ်အုပ်စုရဲ့ရွေးကောက်ပွဲကိုဒီဇင်ဘာလ28ရက်နေ့မှာစတင်ဖို့အတွက်စီစဉ်ထားတာကြောင့်အာဆီယံရဲ့48ကြိမ်မြောက်ထိပ်သီးအစည်းအဝေးကမြမရေးဖြည့်ရှင်းဖို့အာဆီယံအတွက်အရေးယူဆောင်ရွက်ဖို့နောက်ဆုံးအခွင့်အရေးဖြစ်တယ်လို့လည်းဆိုထားပါရဲ့ရှင်။ ဆက်လက်ပြီးတော့မြန်မာအကြမ်းဖက်စစ်တပ်ကနျူကလ িয়ার စွမ်းအင်ကိုလက်နက်အဖြစ်အသုံးပြုလိမ့်မယ်လို့နိုင်ငံတကာကကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တာမတ်ကြီးဦးကျော်မိုးထွန်းကတတိပေးပြောဆိုလိုက်ပါတယ်။အော်တိုဘာလ21ရက်နေ့ကအမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ကကုလသမဂ္ဂဌာနချုပ်မှာပြုလုပ်တဲ့အကျဉ်း80မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ လက်နက်ဖြစ်သိမ်းရေးနဲ့နိုင်ငံကလုံခြုံရေးကော်မတီရဲ့နျူကလ িয়ার လက်နက်ဖြစ်သိမ်းရေးဆိုင်ရာအစည်းအဝေးမှာကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်မတ်ကြီးဦးကျော်မူထွန်းကအခုလိုထည့်သွင်းသတိပေးပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။အဲ့ဒီအစည်းအဝေးမှာဦးကျော်မူထွန်းကနျူကလ িয়ার စွမ်းအင်ကိုငြင်းချဲစွာအသုံးပြုဖို့ဆိုတဲ့အယူဆဟာအကြမ်းဖက်ဆေးဥစုနဲ့အပြန်အလှန်ဆန့်ကျင်ဘက်ဖြစ်တယ်လို့လည်းထောက်ပြထားသလို အပန်းဖြေရမှာအသုံးပြုတဲ့ပါရာမော်တာတွေကိုတော့အရက်သားတွေပေါ်လက်နဲ့အဖြစ်အသုံးပြုတဲ့စစ်တပ်ဟာနျူကလ িয়ার စွမ်းအင်ကိုလည်းလက်နဲ့အဖြစ်အသုံးပြုလိုက်မယ်လို့လည်းတာမတ်ကြီးကသတိပေးထားပါဗျ။ဒါအပြင်ဆေအိုစုကပြုတ်လို့ဖို့စီစဉ်နေတဲ့ရွေးကောက်ပွဲအတုကိုပန်ပိုးမဲ့နိုင်ငံတကာအထောက်ပံ့သို့မဟုတ်အကူအညီပေးမှုတွေဟာလည်း ဆီယိုစုရဲ့အနေရရှိတဲ့နျူကလ িয়ার ရေမှန်းချက်တွေအကောင့်ထဲပေါ်နိုင်ရန်တဆင့်တိုးကနိကတ်သွားစေရလို့လည်းတမ်မတ်ကြီးကထပ်လောင်းသတိပေးထားပါရရှင်ဒီတခါမှာတော့ထိုင်းမြန်မာနယ်စပ်မြန်မာဘက်အချမ်းက အွန်လိုင်းငွေလင်ကြားပြန်စင်တာတွေက Starlink ဆက်ပါ2500ကျော်ကိုအင်တာနက်ဝန်ဆောင်မှုဖြတ်တောက်လိုက်ပြီလို့ SpaceX ကတရားဝင်ထုတ်ဖော်ပြောဆိုလိုက်တယ်လို့ AFP မှာသတင်းဖော်ပြထားပါတယ်။ Starlink Internet ကဝန်ဆောင်မှုပေးနေတယ်။ SpaceX ကုမ္ပဏီကမြန်မာနိုင်ငံကကြားပြန်စင်တာတွေမှာအသုံးပြုနေတယ်။ Starlink ဆက်ပေါင်း2500ကျော်ကိုအင်တာနက်ဝန်ဆောင်မှုဖြတ်တောက်လိုက်တယ်လို့လည်းတရားဝင်ထုတ်ပြန်လာတာလည်းဖြစ်ပါတယ်။အဲ့ဒီ Starlink ဆက်တွေကို အင်းဒီချင်းထိုင်းနိုင်ငံကအင်တာနက်လိုင်းတွေဖြတ်တောက်ပြီးတဲ့နောက်မှာအများအပြားအသုံးပြုလာကြတာလည်းဖြစ်ပါတယ်။အခုရက်ပိုင်းအတွင်းမှာအကျန်းဖက်စစ်တပ်က KK ဘက်ကိုဝင်ရောက်စီးနှင်းပြီးစားလင်အင်တာနက်အလုံး30ကိုသိမ်းဆည်းရမိတယ်လို့လည်းကြေညာထားပါရှင်။ စကိုင်းတိုင်းတပုတ်ကိုတက်ဆက်ပေးကြပါတယ်။စကိုင်းတိုင်းတပဲမြို့မှာအကြမ်းဖက်စစ်တပ်ကပြည်သူလူထုကိုပြစ်မှတ်ထားပြီးလေကြောင်းတိုက်ခတ်ပုံကျဲနေတာကြောင့်ဘာသာရေးအလူပွဲမင်္ဂလာဆောင်ပွဲတွေပြုလုပ်ကျင်းပရမှာ ဆိုင်းဝိုင်းအငိမ့်ဇက်ပွဲစတာတွေထဲ့သွင်းအခန့်ဖျော်ဖြေခြင်းပြုလုပ်ကြဖို့အတွက်တပင်းမြွနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်တဲ့မီဒီယာကိုပြပြပါရယ်အခုအချိန်ကာလအပိုင်းခြားအတွင်မှာအကြမ်းဖက်စစ်တပ်ဟာပြည်သူလူထုအစုအဝေးတွေရှိတဲ့နေရာတွေကိုပိတ်မှတ်ထားကာပါရာမော်တာစစ်တပ်လေထိတွေ Jet Fighter တွေနဲ့ဘုံကျဲတက်ခတ်မှုတွေအစမပြတ်ပြုလုပ်နေတာကြောင့်မိဘပြည်သူတွေအနေနဲ့လည်းဘာသာရေးအလှူပွဲမင်္ဂလာဆောင်ပွဲတွေပြုလုပ်ကျင်းပရမှာ စိုင်းဝိုင်းအငဲဇက်ပွဲစတာတွေထဲ့သွင်းအခန့်ဖျော်ပြခြင်းပြုလုပ်ကြဖို့အတွက်တတိပေးလိုက်တာလည်းဖြစ်ပါတယ်။အဲ့ဒီတတိပေးချက်ကို တပဲမြို့နယ်ပါအားဖာပောက်ကဖာပလာဖာတို့နဲ့သက်ဆိုင်ရာတာဝန်ရှိသူတွေအားလုံးမျက်နာစုံညီအစည်းအဝေးပြုလုပ်ကအော်တိုဘာလ၄ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီတတိပေးညညာချက်ကို မလိုက်နာဘဲဖောက်ဖျက်ကျူးလို့ရင် ကျူးလွန်သူရဲ့တာဝန်ဖြစ်ပြီးထိရောက်စွာအရေးယူဆောင်ရွက်သွားမယ်လို့လည်းအသိပေးထားပါတယ်ရှင်။ဆက်လက်ပြီးတော့သခိုင်းတိုင်းကလေးမျိုးနယ်တွင်ကလေးတမှုကန့်ကောလမ်းပိုင်းကိုအကြမ်းဖက်စစ်တပ်ကအင်အားလုံးရင်းနဲ့စစ်ကြောင်းထိုးနေရကြောင်းပြည်သူတထောင်ကျော်ဟာဘေးလွတ်ရာကို ထွက်ပြေးတင်းရှောင်နေရပြီးစားနပ်ရိက္ခာတွေအရေးပေါ်လိုအပ်နေရလို့ကလေးမျိုးလူထုတိုက်ပွဲဦးဆောင်ကော်မတီကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်တစ်ကိုပြောပါရတယ်။ အော်တိုဘားလာဘိုင်းကနေစတင်ပြီးကလေးမြို့နယ်အတွင်းကလေးတမူလမ်းပိုင်းနဲ့ကလေးကန့်ကောလမ်းပိုင်းကိုအကြမ်းဖက်စစ်တပ်ကအင်အားလုံးရင်းနဲ့စစ်ကြောင်းထိုးနေတာကြောင့်ဒေသပြည်သူအများပြားဟာအရေးပေါ်နေရက်ကိုစွန့်ခွာ ထွက်ပြေးတင်းရှောင်နေရလို့လည်းသိရပါဗျ။ကြက်ဘက်စစ်တပ်စစ်ကြောင်းကြောင့်အဲ့ဒီလမ်းပိုင်းတစ်လျှောက်ကကြေးရွာတွေကပြည်သူတပေါင်းကျော်ဟာဘေးလွတ်ရာကို ထွက်ပြေးတင်းရှောင်နေရပြီးတက်ကြီးရွယ်အိုတွေ ကိုဝန်ဆောင်မိခင်နဲ့ကလေးတငယ်တွေအတွက်အရေးပေါ်စားနပ်ရိက္ခာကျန်းမာရေးကုညီဆောင်ရှောက်မှုအခြေခံစားတောက်ကုံစတဲ့အကူအညီတွေလိုအပ်နေရလို့လည်းသိရပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးချင်တဲ့တဲ့တစ်ပုဒ်ကတော့သခိုင်းတိုင်းထိကျမြို့နယ်အတွင်းကိုအကြမ်းဖက်စစ်တပ်ကလေနဲ့ဘုံကျဲတိုက်ခိုက်ခဲ့လို့ထိကျ Revolution TR အဖွဲ့ရဲ့ထုတ်ပြန်ချက်နဲ့ ဒေသပြည်သူတွေကရန်ကုန်ခေတ္တမီဒီယာကိုပြပြပါရတယ်။အော်တိုဘာလ22ရက်နေ့မှာထိကြမြို့နယ်အနောက်ချမ်းတောမရွာနေမင်းဝန်တောင်ရိုးတဝိုက်ကိုဂျပန်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းရှိပဲ Jet Fighter တစ်စီးနဲ့ဘုံကျဲတက်ခိုက်သွားတာလည်းဖြစ်ပါတယ်။ Jet ပဲစစ်တပ်ရဲ့ဘုံကျဲတက်ခိုက်မှုတွင်ပြည်သူတွေထိခိုက်မှု ရှိမရှိကိုအတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့လည်းသိရပါတယ်။အကြမ်းဖက်စစ်တပ်ဟာမင်းဝန်တောင်ရိုးကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲအခုအော်တိုဘာလပိုင်းအတွင်းမှာဇက်တိုက်လာရောက်ဘုံကျဲတက်ခိုက်နေတာဖြစ်ပြီးထိခိုက်ဒဏ်ရာရရှိသူတွေမရှိဘူးလို့လည်းဒေသပြည်သူတွေကပြောပါရယ်အလားတူစကန်တန်းအရာတော်မြို့နယ်ကိုလည်းအကျန်းဖက်စစ်တပ်ကဂျာရိုကော့ပတာတစ်စီးစစ်တပ်လေးတစ်စီးနဲ့ဘုံကျဲတက်ခိုက်သွားတယ်လို့လည်းဒေ ေတာပြည်သူတွေကရန်ကုန်ခေတ်တက်ကိုပြပြပါရတယ်။အော်တိုဘာလ22ရက်နေ့မွန်လယ်နိုင်ကျော်ကျောက်ကအကျန်းဖက်စစ်တပ်ဟာအရာတော်မြို့နယ်တောင်ချန်းကကျေးရွာတွေကိုဂျာရိုကော့ပတာတစီစစ်တပ်လေဒီနစီရိုနဲ့ဘုံကျဲတက်ခိုက်သွားတာလည်းဖြစ်ပါတယ်။ဂျပန်စစ်တပ်ရဲ့ဘုံကျဲတက်ခိုက်မှုတွင်ပြည်သူတွေထိခိုက်မှုရှိမရှိကိုအတိပြုနိုင်ခြင်းမရှိသေးဘူးလို့လည်းသိရပါရဲ့ရှင်။ ဟုတ်ကဲ့ပါရှင်ဒါကတော့ရန်ကုန်ခေတ်တည်းရဲ့မနက်ခေတ်တည်းရဲ့နေ့ကိုတက်ဆက်ပေးရပါကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်ကျမများပါ